နေပြီးတော့တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမတိုင်မှနှစ်သူကိုရှိလိကဒရစခန်းကိုတွန်လိုက်တက်ကဝင်တက်ရမှာစစ်သားနှစ်ဦးသေးစစ်ဗိုလ်တဦးတန်ရတယ်လို့နေပြီးတော့တက္ကသိုလ် PDF တန်ရင်အမှတ်800ကသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာ17ညဆက်နိုင်ခံမှာဝင်တက်လာဖြစ်ပြီးတပ်ပွဲချီမိနစ်30ကကြာတယ်လို့ဆိုပါတယ် တိုက်ပွဲဖြစ်ပြီးတဲ့နောက်အမြန်လန်းအနောက်ဖက်ချမ်းမှရှိတဲ့ကြီးရွာတွေကိုစစ်ကောင်စီတပ်တွေထိုးဝင်လာနေတဲ့အတွက်ဒီသက်ခန့်တွေသတိထားသွားလာကြဖို့နှုတ်ဆော်ထားပါတယ်။ကီနီပင်းနဲ့ဖရူဆိုမြို့နယ်နဲ့ဘော်လခဲမြို့နယ်ကြားဒီသက်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်ဒီသက်ခန့်ကီနီတွန်လိုက်တပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ကီနီ People Voice ကဖော်ပြပါတယ်။စစ်တပ်အင်အား200ကျော်300လောက်တည်ရှိမယ်။ဖရူဆိုမြို့ထက်ကနေထွက်လာတာ နိုဝင်ဘာ17ကတနေ့ကိုထိတွေ့တိုက်ပွဲဖြစ်တယ်လို့ရှီဒန်သတင်းရကွက်ကပြောပါတယ်ဖရူဆိုမြို့နယ်အတွင်းရှိဖရူဆိုတာလဲနမ်ဖဲလက်မကြီးဖက်စစ်တပ်ကဥတီစစ်ကြောင်းထိုးလာနေတဲ့အတွက်ဒီလမ်းကိုရက်ကတ်သမရှိပြပင်ကြောင်းနိုဝင်ဘာ6ရက်မှာ KNDF KND မြို့သားများကောက်ကွယ်တပ်ကသတိပေးချက်ထုတ်ပြန်ပြီးတဲ့နောက်အခုတိုက်ပွဲသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်ဒီနေ့တိုင်းဘေးခရိုင် ထမ်းမြမနယ်စပ်ကုသွေးမြို့မောတော့မှာတိုးရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်နဲ့ဗုတ်ထက်ကျင်းနေတယ်။ထိုင်းဖက်ထွက်ပြေးသူသုံးထောင်နီးပါးရှိနေပြီလို့ဒဝဲဝက်စ်ကဖော်ပြပါတယ်။နိုဝင်ဘာ17မွန်လွဲပိုင်းမှာမောတော့မြို့အဝင်ကစစ်တပ်ကိတ်ကိုတော်လိုက်တိုက်တဲ့ကဝင်တက်ရကနေတိုက်ပွဲဆက်တင်ပြီးအခုနိုဝင်ဘာ17ညနေပိုင်းအထိတိုက်ပွဲဖြစ်နေဆဲစစ်ကောင်စီတပ်ကလေရင်နဲ့ဗုတ်ကျင်းနေဆဲဖြစ်ပြီးဗိုလ်အလို40ခန့်ရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။ အခုဆိုရင်တိုက်ပွဲကြောင့်မော်တော်မျိုးမြန်မာဖဲချမ်းကနေထိုင်းနိုင်ငံဖဲချမ်းထွက်ပြေးလာတဲ့ဆစ်ရှောင်းဥယေသုံးထောင်ဝန်းကျင်တွေရှိနေပြီလို့ဖော်ပြထားပါတယ်။နေပြည်တော်ဒေသတွင်တာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားစစ်မှုထမ်းတပ်သားသစ်ပါစတူဟာဒရုန်းကတလက်ခရရတွေနဲ့တူတော်လိုင်းတိုက်တွေကခုလိုလာတယ်လို့နေပြည်တော်ပကဖကသတင်းထုတ်ပြန်ပါတယ်။ကြည့်ရရဲ့ရပိုင်တွင်အခုလိုပဲပြောင်းလာတာဖြစ်ပြီးဒီစစ်သားကိုကောင်းမွန်စွာကြိုဆိုထားတဲ့ ဒေါက်တာထွက်ပြေးလာမဲ့စစ်သားတွေကိုလည်းကြိုဆိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အလားတူကချင်ပြည်နယ်ဖက်ကမြို့မှာတက်ဆွဲထားတဲ့ခမရတူရှင်၅ကပါစာနှစ်ဦးဟာလည်းအမေနှစ်လက်နဲ့တူ KIA ကချင်လိုလိုက်တက်မလို့နဲ့မဟာမိတ်တပ်တွေတန်းဘဲပြောင်းခုတ်လို့ရတယ်လို့ကချင်ညူးစ်ဂရုကဖော်ပြပါတယ်။နိုဝင်ဘာ၁၀ရက်မှာပဲပြောင်းလာတဲ့အဲ့ဒီစစ်သားနှုတ်ကိုကောင်းမွန်စွာကြိုဆိုပြီးဆွငွေသေး၃၀ချိမြင့်တယ်။နောက်ထပ်ထွက်ပြေးလာမဲ့သူတွေကိုလည်းကြိုဆိုနေတယ်လို့ဖော်ပြထားပါတယ်။ ရဖြတ် online ငွေလေလွန်ကမ်းမှာပါဝင်ပြီးအမေရိကန်နိုင်ငံသားတွေကိုငွေလေမှုအတွက်ဒီမိုကရေစီအကျိုးပြုကရစ်တမတော် DKB နဲ့ကောင်းဆောင်လေးဦးကိုပေးဆို့အရေးယူလိုက်တဲ့အမေရိကန်ရဲ့ဆောင်ရွက်မှုဟာလက်တွေ့မကျတဲ့လွတ်ရဖြစ်တယ်လို့ DKB ဘက်ကပြောဆိုကြောင်း Green Information Center ကဖော်ပြပါတယ်။ online လေလံမှုလူကိုကူးမှုတွေကနေတဆအမေရိကန်နိုင်ငံသားတွေထံကနေဒေါ်လာဘီလီယံချီခိုးယူအများထုတ်နေတဲ့အတွက် DKB အဖွဲ့နဲ့ DKB စီဦးစီးချုပ် ပူချိုဂျီစောစတီပူချိုစောဆန်အောင်ပူမူချိုစန်ကျော်လှနဲ့ပူမူကြီးစောစီဝင်းတို့ကိုပေးဆို့အေးအေးကြောင်းနိုင်ငံချားပန်ဆိုင်မှုထေသေးယူ OFAC ကနိုဝင်ဘာ12ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်ပေါ် TGB ရရှိပူချိုစောဆန်အောင်ကအခုလိုတုတ်ပြန်ပြောဆိုတာဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ